normal road ပုံမှန်တိုးတက်တဲ့လမ်းကြောင်းထက်တန်းပြီးတယ်တက္ကသိုလ်တက်တယ် bachelor ယူတယ် masters ပြီးတယ် phd တက်တယ်အဆင်ပြေနေတယ်ကိုယ့်ရဲ့ဖေခစ်တီအဆင်ပြေသေးတယ်ဟုတ်ကိုယ့်ရဲ့ md တွေခစ်တီအဆင်ပြေသေးတယ်ဟုတ်ဒါပေမဲ့ဘာကြီးကထိုးထောင်ပြီးတက်နေရလဲလွန်ခဲ့တဲ့ဘယ်နှစ်နှစ်ကမှပေါ်လာတယ်နှစ်နှစ်သုံးနှစ်ဟုတ်တယ်နော်မျက်စိတမိတ်တွဲမှာပဲ तू က version မျိုးစုံထွက်ပြီးသွားရင်ဒီတစ်ခုကိုသင်ယူနေစဲမှာနောက်တစ်ခုပြောင်းသွားရင်အဲ့ချိန်မှာဘာကြီးကကြာလာလဲဆိုတော့ traditional teaching methods အခုဆရာဆရာမတွေကြုံဘူးမလားတော့မသိဘူးတချက်စကားပြောကြည့်ရဆရာမတွေတချို့ကတော့ကျမအတန်းထဲမှာတခုတင်လိုက်တယ်ကလေးတွေကအဲ့ဒါကို AI နဲ့သွားရှာပြီးတော့ကျမမားအကြောင်းကိုကျမကိုလာပြီးတော့ပြောပြတယ်ကျမတင်လိုက်တဲ့အရာတွေကိုသူတို့လည်း AI နဲ့ရှာလို့ရတာပဲဆိုပြီးတော့အယုံမဆိုင်ကြုံဘူးလားဘာတွေကပါကြာနေလဲမင်းနဲ့ mental health အလားလာကောင်းတဲ့ job report တွေရှိတယ်အဲ့ဒီအဲမှာ အရာအများစုကို AI နဲ့ tag တရားစားထိုးသွားလိမ့်မယ်။ဘာတွေကထိုးထောင်တက်လာမယ်လို့ထင်လဲ။ဘယ် skills တွေက demand အရင်များလာမယ်လို့ထင်လဲ။ IT တွေမှန်တယ်။ဒါပေမဲ့အခုလည်း IT တွေကအရှိန်ဟုန်တက်နေပြီ။လူတွေရဲ့ skill personal skill set အရာ demand များလာမယ့်အရာတစ်ခုကဖြစ်မယ်ထင်လဲ။ creativity soft skills soft skill အောက်မှာပါတယ်။ leadership critical thinking communication, cooperation,